စကလုံးတိုင်းမှာအစွမ်းတွေရှိရဲ့စဉ်းစားပြီးမှပြောရင်ရန်သူကနေမိတ်ဆွေဖြစ်လာနိုင်တယ်ပြောပြီးမှစဉ်းစားရင်တော့မိတ်ဆွေတွေကရန်သူဖြစ်သွားနိုင်တယ်တိတ်တမိုးရှိတဲ့စကားလေးပဲအရန်ကိုစဉ်းစားလို့ကောင်းတယ်ဘာလို့လဲဆိုတော့တချို့ကမစဉ်းစားပဲပြောချင်တာပြောတယ်တချို့ကစဉ်းစားပြီးမှပြောတင်တာကိုပြောကြတယ် ဒီနေရာမှာနှလုံးသားကိုဦးစားပေးတဲ့သူက ခံစားချက်အတိုင်းပြောချင်ရာကို ပြောချလိုက်တယ်။အုံနာကိုဦးစားပေးတဲ့သူကအဲ့ဒီလိုမဟုတ်ဘူး။ခံစားချက်ရှိရင်တောင်မှပြောသင့်တဲ့စကားကိုပဲပြောတယ်။အုံနာကိုဦးစားပေးတဲ့သူကအဲ့ဒီလိုမဟုတ်ဘူး။ခံစားချက်ရှိရင်တောင်ပြောသင့်မှ ပြောတယ်။ပြောသင့်တာကိုပဲပြောတယ်။ ။စကလုံးအုံလုံးလဲကွာတယ်လို့မိတ်ဆွေအပေါင်းအသင်းလဲကွာတယ်။လူတယောက်ရဲ့အပြုတ်မှုအပြောဆိုတွေကိုကြည်ချင်းအားဖြင့်သူ့မှာရန်သူနဲ့မိတ်ဆွေဘယ်ဟာကပုံများလဲဆိုတာကိုသိနိုင်ပါတယ်။ပါပဲဖြစ်ဖြစ် စိတ်ဆိုးစဉ်ခဏပြောလိုက်တဲ့အရာတိုင်းမှာခံစားချက်တွေကပြောင်းလဲသွားပေမယ့်စကားလုံးတွေကတော့ကြံနေတတ်ပါတယ်။ ဒါကြောင့်ဒီဗီဒီယိုလေးကိုနားထောင်ပြီးတဲ့အခါမိတ်ဆွေတို့အားလုံးလည်းခံစားချက်အတိုင်းပြောချင်ရာကိုပြောမိတတ်တဲ့အကျင့်လေးတွေကို့မှာရှိနေတယ်ဆိုရင်တော့အကောင်းဆုံးပြင်ဆင်ပြီးတော့ပြောင်းလဲကြိုးစားကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်။အပြောကောင်းရင်လေမြန်အောင်လကားစီးရတယ်ဆိုတဲ့စကားအတိုင်းပဲ။ စကားလေးတစ်ခုမှားလိုက်တာကလည်းနှုတ်ကြောင့်သေးတယ်ဆိုရဲအတိုင်းဖြစ်သွားနိုင်တာကြောင့်မလို့စကားလုံးတိုင်းမှာစွမ်းလေးတွေရှိပါတယ်ဒီစွမ်းလေးတွေကိုတေချာအသုံးချပြီးတော့မိဆွေတို့အနေနဲ့အပေါင်းအသင်းနေချစ်ခင်သူတွေပေါ်များပြီးတော့အနည်းစေဘဝမှာ တိုးတက်အောင်မြင်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ် ကျမ်းမာရေးဆိုင်ရာဗဟုသုတတွေအပြင်သုတရတာနဲ့စိတ်ခွန်အားဖြစ်ဝေအကြောင်းအရာလေးတွေမျိုးစုံကိုနားဆင်မှုတရံစာပေသုတလူတိုင်းရ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်